မင်္ဂလာခင်ဗျာဒီနေ့တော့မင်းလေးလောက်ရတဲ့အလုပ်ကိုရှင်းပြချင်ပါတယ်မြန်မာငွေဆို2သိန်းခွဲနီးပါး1ဆိုရင်9000နီးပါးရတဲ့အလုပ်ပါခင်ဗျာဒီလိုမျိုးစက်ကထွက်လာတဲ့45ဂရမ်မုတ်ထုပ်လေးကိုအော်ရေရောက်ပေါ်ကနေဒီလိုမျိုးချလာပါတယ်ချလာတဲ့အချိန်ကျလို့ရှိရင်ကျွန်တော်တို့အဲ့အထုပ်တွေကိုပါငါးတော့ငါးတော့စီကင်ပြီးတော့စီပြီးတော့ထည့်ပြရတာပါ ပုံမှန်လေးလောက်ပါပါတယ်တိတ်ပြီးတော့မြင်မြင်ဆိုဆိုလှုပ်ဆောင်မလို့ပါအဲ့လိုထည့်ပြီးသွားပြီဆိုတော့လည်းအထုပ်စူးပေါင်းပေါက်တစ်ပေါက်ကို မုတ်ထုပ်အထုပ်40ထည့်ပြီးရပါတယ်အဲ့လိုအထုပ်40ထည့်ပြီးသွားပြီဆိုတော့လည်းအဲဂျီတယောက်ပေါ်ကလေဟိုကျွန်တော်လုပ်တဲ့နေရာကိုရောက်လာပါတယ် ဲကျွန်တော်ရောက်လိုက်တဲ့နေရာကျွန်တော်လုပ်တဲ့နေရာရောက်လာပြီဆိုတော့ねဒီလိုကျွန်တော်ဖိတ်ဖိတ်ပြီးတော့ဟိုဟို quality မသွားပြီးတော့တန်းစီစီပေးရတာပါ။အဲ mainly လောက်ကတဲ့လောက်ကခုနကမြင်နေရတဲ့အတိုင်းပါ။အဲ့ဒါလေးပဲလောက်ကပါတဏီကုန်ထားပြီးလောက်ကတော့တိတ်ပြင်းပြင်းပန်းပန်းတော့မရှိပါဘူး။ဟိုကျွန်တော်လုပ်တဲ့အလုပ်နေနဲ့ဆက်ဆက်နေလို့နည်းနည်းကျွန်တော်လုပ်တဲ့ဒီကိုဟာရိုက်ပြတာပါဗျ။အဲဒီလိုပဲကုန်သွားတဲ့အချိန်ကျရင်ဘောက်တွေကျွန်တော်ကအဲ့လိုမျိုး တို့စီသွားပြီးတော့ပို့ဖို့ပေးရပါတယ်နေ့လယ်စာဆိုလို့ရှိရင်တော့မိန်းကလေး၃ရောက်စာကိုဒီလိုမျိုးတွေးပါခင်ဗျအင်းကတော့၃နေငါမျိုးအစုံပါပဲအဲဟင်းညိုလည်းပါပါတယ်ဒါဟင်းညိုတဲ့ပုဂံမှာ စိုက်ုံတော်တော်များများတော့ဒီလိုမျိုးအဝါရောင်ကော်ဖီမစ်လေးတွေဟော free တိုက်တာများပါတယ်ကျွန်တော်စိုက်ုံမှာလည်းတိုက်ပါတယ်ဒါတော့ဒီနေ့ကျွန်တော်တို့ကြောက်ကြလေးတယောက်စားအတွက်ကျွေးရထမင်းပါ